အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုံမောင်းကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့ဒါကျွန်တော်ဒီနေ့မှာဒါကျွန်တော်တို့ Daniel Lee ဒါစကားပြောပြီးဆွေးနွေးကြမယ်ပေါ့နော်ဒါဆွေးနွေးကြမယ်အကြောင်းအရာကတော့ဒါ Liverpool အသင်းနဲ့လက်ရှိမှာဒါ Premier League Champion ဖြစ်သွားခဲ့ပြီးတော့ Champion ဖြစ်သွားတဲ့အသင်းသင်းနေနဲ့ Lamin Nuiya ဒီအပြောင်းအရွှေ့မှာ Champion ဆန်ဆန်အလုပ်လုပ်ဖို့အတွက်အများကြီးလိုအပ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော် Daniel Lee ဆွေးနွေးခြင်းတယ် လီဗာပူးတင်းကတည်ကြရတယ်မဲ့ဒါကျွန်တော်တို့လူကစားသမားတွေကိုမလူအဲ့မဝယ်ဘူးဆိုတဲ့အတင်းတသင်းကိုကျွန်တော်အမြဲတမ်းတွေးခဲ့ရတယ် yes တာဟာဒါခုနပြောဆိုပဲအာအဖက်ဂျီတို့အုပ်စုကျွန်တော်ဘလောက်တိဒါဆောက်ပြစ်တွေပြောပြောဒီအုပ်စုတရားတစ်ခုတော့ကျွန်တော်လက်ခံတယ်ဟုတ်တယ်ဟိုတော့ကစားသမားဆိုမလူအဲ့မဝယ်ရဘူးဒီတက်ပူကြီးမဝယ်ရဒါပေမဲ့သူတို့မလူအပ်ဘူးဆိုတဲ့အမြင်နဲ့ကျွန်တော်မလူအပ်ဘူးဆိုတဲ့အမြင်ကတော်တော်လေးကိုကွဲပြားခြားနားတဲ့အချက်ရှိတယ် ော် FFG ရဲ့လက်ရှိအမြင်ကကျွန်တော်အများနဲ့ပြောဆို FFG ဒီလက်ရှိမှာတစ်နှစ်မှာပြည်တွင်းဖလားဒါမှမဟုတ်ခုနပြောဆိုပြည်ပဖလားတစ်လုံးဒါကျွန်တော်ဥရောပအရာဒါအောင်မြင်မှုတစ်ခုရရင်တော့တို့တော့တင်းတိမ်ပြောချင်တာ သူတို့ရဲ့ squad ကဒါနှစ်သင်းစာရှိဖို့မလို့တသင်းစာပဲရှိဖို့လိုတယ်အဲ့တသင်းစာနဲ့ပဲအသင်းကိုရအောင်လုပ်စလို့ပုံစံမျိုးတွေ့ရတယ်အဲ့တော့ဒါကျွန်တော်တို့ဥပမာ example ပြောအောင်မနေ့ကဒါ Chelsea နဲ့ပွဲစဉ်မှာ Chelsea အာနီစလော့နေနဲ့သူ့နေနဲ့ Queen နဲ့တစ်ပိုင်းလုံးလဲချပြီးတော့ဒါခန်စစ်မှာ Van Dijk နဲ့တွေ့တဲ့အချိန်မှာဒါခွန်စာကိုတွေ့လိုက်တယ်အာနီစလော့ဒီဒါမမဲ့ရသူယာဒီအစတော့ကသူပြောပြတဲ့စကားရှိတယ်သူ့နေနဲ့ခွန်စာကစားဖို့သူလုံးဝမကြိုက်ဘူးသူ့နေဒါကြီးကိုခွန်စာပြောင်းလဲပေးဖို့မပြောသေးဒါပေမဲ့ခွန်စာအနေနဲ့လက်ရှိမှာဒါအာနီစလော့နောက်ပိုင်းပွဲစဉ်မှာလုံးဝကိုမတုံးမဲနဲ့ခူနာတေးကိုဒါချစ်ဖြစ်ပြီးတုံးတယ်ပြီးတော့ခူနာတေးနာသွားတဲ့အချိန်မှာဒါဂျိုဂိုမက်ရှိတဲ့အချိန်မှာ ကူမက်စ်ကိုဖြစ်မြစ်ပြီးတုံးခဲ့တဲ့ moment တွေရှိခဲ့တယ်အဲ့တော့သူ့အနေနဲ့ခွန်စာကိုမကြိုက်ဘူးလာမယ့်နေရာဒီမှာဒါကျွန်တော်တို့လီဗာပူးတင်းနေတာလုံးဝကိုအခြေအနေကောင်းသွားနိုင်တာခွန်စာကိုအခုလက်ရှိမှာစိတ်ဝင်စားနေတဲ့အတင်းတွေအများကြီးရှိတယ်ဥပမာညူကာဆယ်လိုအတင်းမျိုးညူကာဆယ်တင်းနေတဲ့ခွန်စာကိုဈေးကြီးပေးဝယ်မယ့်အနေအထားမှာတော့ရှိတယ်အဲ့တော့ပြောချင်တာကလာမယ့်နေရာဒီမှာလီဗာပူးတင်းကပရီးမီးယားလိချန်ပီယံဖြစ်တယ် ပရီးမီးယားလိတောင်းတန်းချန်ပီယံတော်မှုအလုံး20ချန်ပီယံဖြစ်တယ်။စံချိန်လေးချိုးဖြတ်ဖို့အတွက်တလုံးမဲ့လူတော့တယ်။ United အသင်းကိုကြော်လွန်ပြီးတော့ဒါကျွန်တော်တို့လာမယ့်နွေရာသီမှာဒါကျွန်တော်တို့ပရီးမီးယားအိုက်တိုက်တဲ့22တလုံးရဖို့အတွက်တေချာနေတယ်ဟုတ်တော့တေချာအောင်လုပ်ဖို့အတွက်လိုအပ်တယ်တော်မှာ။အဲ့တော့လိုအပ်တယ်ဆိုတာလေးနဲ့လုပ်လို့မရဘူး။ ဒီနေ့ဒီကျွန်တော်ဒါတစ်ပြေးနဲ့တစ်ပြေးဒါကျွန်တော်ပရီးမီးယားလီဂ်ပွဲစဉ်တွေကိုကြည့်မယ်ဆိုလိုအပ်ချက်တွေလိဗာပူးအတိုင်းသားပေါ်လာခဲ့တယ်လိဗာပူးရဲ့ပထမဆုံးအချက်ကဘာလဲဆိုတော့ကျွန်တော်လက်ရှိမှာ လုံလောက်တဲ့လူအင်အားအရန်လူအင်အားမရှိပါဘူးအခုလက်ရှိမှာလိဗာပူးတင်းနဲ့လာမဲ့နေရာဒီမှာဒါကျွန်တော်တို့ပရီးမီးယားလီဂ်ကိုဒါကျွန်တော်တို့ရှင်ပြီးဆော့မယ်ဒါကျွန်တော်ချန်ပီယံလီဂ်ကိုလည်းနောက်ထပ်တနေရာရအောင်ဆော့မယ်ဒါပြည်တွင်းဖလားတစ်လုံးနဲ့လိုချင်တဲ့ travel လိုချင်တဲ့ဆိုတော့လက်ရှိလိဗာပူးလူစဉ်ကလုံးဝမရဘူး ါကမှကျွန်တော်ရဲရဲပြောခဲ့လက်ရှိလူစင်းနဲ့လေဘဘူး triple ဘလို့မှမရဘူး။ဘာကြောင့်လဲ triple ရခဲ့တဲ့အသင်းတွေကိုကြည့်မယ်ခမရအရန်လူစင်းက next level မှာရှိနေတဲ့အသင်းတစ်သင်းပဲခမရအမြဲတမ်းရခဲ့တာ။ဥပမာကျွန်တော်ဒါ Bayern Munich triple ရခဲ့တဲ့လူစင်းကိုကြည့်လိုက်လမ်းပြန်ထွက်နေတဲ့လူစင်းလက်ရှိမှာဒါကျွန်တော်တို့ ဘူဘူလောလော travel ရခဲ့တယ်မှာ Manchester City ရဲ့ဒါအရန်လူစုံကြီးလိုက်တိုက်စစ်အရန်ကွင်းလေအရန်နောက်တဲ့အရန်ဒီလမ်းပြန်ထွက်နေတဲ့အသင်းတင်းနဲ့ရခဲ့တယ်ပြီးတော့ travel ရခဲ့တဲ့အသင်းခုနပြောလို့ travel မပြောပါနဲ့တရှိမှာဒါကြောင့် Premier League Champion League Double ပေါ့နော်ရခဲ့တဲ့အသင်းတွေကိုကြည့်မယ်ဆိုရင်ဘယ်တော့မဆိုဒီအသင်းတွေကိုကြည့်မယ်ဆိုရင်ဒါလူစုံကလမ်းပြန်ထွက်နေတယ်လမ်းပြန်ထွက်တယ်ဆိုတဲ့အဓိပ္ပာယ်မှာအရန်လူစုံစောင့်ရမ်းကောင်းမှု at least အရန်လူစင်းကပွဲကိုထိမ့်နိုင်နေဆိုတဲ့ကစားသမားရှိမှုလို့ရတယ်။အခုလက်ရှိလီဗာပူးတင်းမှာအရန်လူစင်းကိုကြည့်မယ်ဆိုလီဗာပူးအရန်လူစင်းကဒီကစားသမားဘောလုံးကစားတက်ယုံပဲကိုင်းထဲမှာရောက်နေတယ်ဆိုတော့အဲ့လီဗာပူးစတန်ဒတ်မှာရှိမှနေတယ်။အဲ့တော့လီဗာပူးတင်းနဲ့လာမယ့်နေရာဒီမှာပတ်စံနေအများကြီး30ဆံမလို့10သန်း15သန်းသန်း2ယောက်လောက်ဝယ်မယ်3ယောက်လောက်ဝယ်မယ်။အဲ့တော့လက်ရှိမှာတချို့ကြကျွန်တော်မြင်နေလိမ့်မယ်။ဘာလဲဆိုတော့ဟာလက်ရှိမှာဒါကျွန်တော်တို့ home grown ဘာညာရှိရင်ဆိုကစားသမားတွေရောက် ဆောက်သုံးမကြတဲ့ကစားသမားတွေကိုရောင်းဥမာလက်ရှိမှာကျတော့လာမယ့်နေရာဒီမှာအသင်းကထွက်ဖို့တည်ချတဲ့ကစားသမား200လောက်ရှိတယ်ဒါဝင်နူးနက်ဒီကိုဂျူတာလာမယ့်နေရာဒီမှာထွက်မယ်ဒါပေမဲ့ခုနကလက်ရှိမှာလီဗာပူးအသင်းကထွက်မယ်ဆိုတဲ့ကစားသမားတွေအများကြီးရှိတယ်အဲ့တော့ဒါကိုကိုတာတွေကို short ချလို့ရတယ်ဆိုတဲ့ဒီမှာအများကြီးရှိတယ် home ground တွေကိုဘယ်လိုနေရာပေးမလဲလက်ရှိမှာဒါလီဗာပူးအသင်းရဲ့ဘာဒီကိုဘယ်လိုလုပ်မလဲလာမယ့်နေရာဒီမှာဒါဂိုးသမားဆိုအရန်ကောင်းကောင်းတယောက်ရောက်လာတော့မယ်မမတာရွှေလီရောက်လာအဲ့တော့မမတာရွှေလီကအရန်ဖြစ်မှာမဟုတ်ဘူးမမတာရွှေလီကအလီစင်ကိုအစားထိုးဖို့ရောက်လာမှာအဲ့ဒါကိုနားလည်ဖို့ရည်ကြီးတယ်မမတာရွှေလီဒီလီဗာပူးရဲ့ဒါကျွန်တော်တို့အလီစင်ဘက်ကရဲ့အရန်ပုံစံမျိုးရောက် လာမှာမဟုတ်ဘူးအလစ်ဆန်ဘက်ကကိုဒါကျွန်တော်တို့လာမယ့်ယာတီဒီမှာဒါကျွန်တော်တို့ဆော်ဒီအာရေဗျကိုဈေးကောင်းနဲ့ရောင်းမှုတော့လီဗာပူးကပြင်ဆင်နေပြီဖြစ်တယ်လီဗာပူးတင်းနဲ့ဆော်ဒီအာရေဗျကအကယ်၍သာအလစ်ဆန်လိုကစားသမားမျိုးကိုပေါင်တန်း90နဲ့တန်း60ပတ်ချလဲဝိညာဉ်ကြားမှာယော့အင်းဆိုပြီးပတ်ဆက်လာပေးလို့ရှိရင်တို့ရောင်းပြီးတော့မမဒေရီလီကိုဂူသမားနေရာတန်းပေးလိမ့်မယ်ကြည့်နေအဲ့ဒါကလက်ရှိမှာဒါကျွန်တော်တို့ FFG2 ရဲ့နံပါတ်1ပြောရမယ်အဲ့တော့ လာမယ့်ຫນွေရာသီမှာလီဗာပူးသင်းနဲ့ကြာကျွန်တော်တို့မြင်းများဆဆတိုင်လက်လာလေးတွေပြောမပြောမင်းတိုင်ရိုင်းရိုင်းဆဆနဲ့ဒဲတလုံးပဲပြောရမယ်ဆိုရင်တော့လီဗာပူးသင်းနဲ့လာမယ့်ຫນွေရာသီမှာချစ်တီးမကြဘူးရေးကြည့်တယ်သူတို့အသင်းနဲ့လက်ရှိမှာပရီးမီးယားလိချန်ပီယံဖြစ်တယ်လာမယ့်နှစ်မှာပရီးမီးယားလိချန်ပီယံ breaking တစ်ခုကိုလုပ်ပြဖို့အတွက်ကြိုးစားမယ်တဲ့အသင်းဖြစ်တယ် မနစ်ကတော့ Arnislot တို့အနေနဲ့အများ invest လုပ်ဘာကြောင့်လဲ Arnislot အနေနဲ့ဒါခုနပြောသလိုပဲရှီရင်ဆိုတဲ့အသင်းကိုကြည့်မယ်ဒီအသင်းကနေပြီးတော့လိုအပ်တဲ့ကစားသမားကိုဖြည့်ပေးမယ် Arnislot အနေနဲ့ဒီရှီရင်ဆိုတဲ့လူစီရင်နဲ့ခုလက်ရှိမှာ Premier League ကိုရခဲ့ပြီးပြီဒီထက်ကောင်းတဲ့လူစီရင်ထည့်ပေးမယ်ဆိုဘာဒီဘလောက်လုပ်နိုင်မလဲကျွန်တော်တို့ကြည့်ဖို့ပဲလိုတော့တယ်အဲ့တော့လာမယ့်နေရာဒီမှာကျွန်တော်တို့ပြောင်းလဲအသင်းတာတွေပြောင်းလဲရမယ်အကြီးကျယ် implement လုပ်တဲ့တာပြောချင်တာဗျ Champion အသင်းက Champion အသင်းလို့ဒါနေရမယ်ဒါကျွန်တော်တို့ပြုတ်မှုရမယ်ဒါမျိုးကိုကျွန်တော်လာလာမယ့် transfer ရာဒီမှာတွေ့ရမှာအဲ့တော့လက်ရှိမှာဒါကျွန်တော်ကြားနေရတဲ့တဲ့တွေအများကြီးရှိတယ်လီဗာပူးအသင်းနဲ့ဒါကျွန်တော် left back ကစားသမား ကောင်းကောင်းတယောက်ဝယ်မယ်တိုက်စင်မှုတယောက်အဲ့တော့လာမယ့်နေရာဒီမှာဗျာလီဗာပူးသင်းနဲ့အလက်ဇန္ဒားအီးဆက်လူကစားသမားမျိုးတယောက်ကျွန်တော်တို့ဝယ်ပြလိုက်ကျွန်တော် FG ကိုစောက်ပစားကျွန်တော်ဖောင်းမထုပဲစောက်ပစားပိတ်ပြီးတစ်နှစ်လောက်နေပြလိုက်မှာအမတကယ်ပြောတာဒါပေမဲ့ခုနပုံသူပဲထုတ်ရတဲ့ဟာဒီကစားသမားကိုစိတ်ဝင်စားတယ်မြောက်တစ်ကိုင်းလွတ်တဲ့ပုံစံမျိုးကျွန်တော်အယံမုံတယ်လီဗာပူးသင်းနဲ့အခုလက်ရှိမှာဗျာကျွန်တော်ပြောအခုလက်ရှိဒါကျွန်တော်တို့ ဒါဝင်နူနက်စ်ဝယ်ပြီးနောက်ပိုင်းမှာကစားသမားတွေဈေးကြီးပြီးဝယ်တဲ့ကစားသမားတော်တော်လေးကိုနည်းလာခဲ့တယ်။ Of course တန်း60ဒါ Liverpool လို့အသင်းမျိုးတန်း60တုံးတယ်ဆိုတာထူးဆန်းတာမှမဟုတ်ဘူးဒါ Liverpool အသင်းလေဟုတ်တယ်မှာဒီကြားမှာဒါကျွန်တော် Champion League ရထားတဲ့အသင်း Premier League တိုက်တဲ့နှလုံးရထားတဲ့အသင်းဒါကျွန်တော် Guardiola အသင်းကိုကြော်ပြီး Premier League တိုက်တဲ့နှလုံးရထားတဲ့အသင်းဆိုတော့နည်းတဲ့အသင်းမှမဟုတ်တာဟုတ်တယ်မှာကျွန်တော်ပြောအဲ့တော့ပြောချင်တာက Liverpool ရဲ့ minimum ဆိုတော့အခုလက်ရှိမှာကျွန်တော်ပြောပြမယ်နော် Liverpool တင်းနေတာ PSR FFP ပေါ့နော် FFP PSR မထိပဲနဲ့သုံးသူရတဲ့ဝင်ငွေပေါင်း350နဲ့300ရှိအဲ့ဒါကျွန်တော်ဒူရောပဲမှားဆိုတာဒါဒီနံပါတ်ကိုပြောခင်ဗျားတို့သုံးစီချင်လို့မို့ဒီနံပါတ်သုံးလို့ရတယ် Richard Hughes တို့ဒါကျွန်တော်တို့အာဘယ်သူ Michael Edward တို့အနေနဲ့ဒါကြီးကိုသုံးလို့ရဆိုနံပါတ်ဆိုတော့သူတို့သိဖို့လို့တယ် ကျွန်တော်ပြောသိလားအဲ့တော့လာမယ့်နေရာဒီမှာကစားသမားတွေကိုရောင်းချဖို့တော့လိဗာပူးပြင်ဆင်ပြီအဲ့ရောင်းချတဲ့ကစားသမားလည်းပတ်ဆိုင်ရအောင်မဒါဝင်နဲ့ဆိုပြအ ਨੇ စုပေါင်တန်း40လောက်ရဖို့ရှိတယ် sorry ကပေးပြီးဝယ်မှာပဲဟုတ်တယ်ဟုတ်အကဲခုနကလာမယ့်နေရာဒီမှာအကဲ၍အလီစင်သာခုနကတကယ်နဲ့ sorry ဘက်ကတန်း60ပေးရင်လိဗာပူးရအောင်မှာပဲခင်ဗျဂျူတာလည်းခုနကအပြောင်းရွှေ့ထွက်သွားအောင်မှာအဲ့တော့ ပြောချင်တာလီဗာပူးကလာမဲ့နေရာဒီမှာရောင်းကနေအများကြီးရအောင်ပါမြေခုနကလီဗာပူးလက်ရှိခံစစ်ကစားသမားတွေဖြစ်တဲ့ဂျရက်ခွန်ဇာတို့ဒါဂိုမက်ဆိုနှစ်ယောက်လုံးကိုလက်ရှိမှာညူကာဆယ်စိတ်ဝင်စားနေတယ်ဒါဆမ်မန်ဘော့မက်မကြာခဏဒန်ရလုံးလို့ခွန်ဇာကိုလက်ရှိမှာဒါကျွန်တော်တို့အက်ဒီဟောရဲ့အင်္ဂလန်ကြိုက်ကစားသမားတွေကိုဒါအင်္ဂလန်အင်္ဂလန်ကစားသမားတွေတိတ်ကြိုက်တဲ့နီးပြားတယောက်နဲ့လာမဲ့နေရာဒီမှာသူကဝဲချင်းနေအဲ့တော့ရှင်းနေအဲ့တော့ခုနကဒီလိုမျိုးဒါကျွန်တော်အသင်းမှာဒါကျွန်တော်တို့မလူတဲ့ကစားသမားတွေရောင်းပေါင်တန်းတွေယာနဲ့ချီပြန်ရှာပြီးအဲ့ဒါအကုန်လုံးအသင်းပေါ် invest လုပ် တေချာတကူကလာမဲ့လူရည်မှာလီဗာပူးတန်းတရာကျော်လောက်ဖြုံးကိုဖြုံးတင်တယ်လို့ကျွန်တော်လည်းနမြင့်တယ်ဖြုံးတင်တယ်ဆိုတော့ခုနကပြောဆိုပေပောက်ကေရလီဆယ်ဥမာလက်ရှိမှာ left back လို့လာပြီ Robinson လုံးမဖြစ်ဘူး Simicas ရေရှည်ရအဆင်မပြေဘူးဘလို့လုံးမှာဒီ left back နေရာမှာ Milo Krakas ဆိုကစားသမားမျိုး Euro 40 45တန်းပေးဝယ်မှာလာအဲခုနကပြောဆန်နာဘက်နေရာမှာဒါခုနကပြောလို့ပေ Kuna De အစားဒါခုနကပြော Van Dijk ကတော့နောက်တစ်နှစ်လောက် AC ဆော့နေတယ်ဒါပေမဲ့ခုနက Van Dijk တာ AC ရဲ့တက်ပြတ်သွားနိုင်မလားမဖြစ်နိုင်ဘူးလို့ပြောလို့အခုချိန်မှာဒါခုနကပြောကစားသမားတွေကပွဲတွေအသေးဆော့နေရတာဘာမှမဖြစ်နိုင်ဘူးလို့ပြောလို့မရအောင်အဲ့တော့ ဒီနေရာမှာစန္ဒဘက်ကစားသမားကောင်းကောင်းတရားအရင်ဘယ်လိုဝဲမလဲဟင်ကာပီလိုကစားသမားမျိုးဝဲမလားโอเคဈေးရမ်းမကြည့်ကစားသမားတန်း30လားဝဲလို့ရတာပဲခင်ဗျလီဗာပူးလိုအခုလက်ရှိမှာလီဗာပူးအသင်းကအခုလက်ရှိမှာเนาะဒါကျတော့ပရီးမီးယားလိတိုက်တဲ့ချန်ပီယံဖြစ်တယ်ပရီးမီးယားလိချန်ပီယံလိုအသင်းမျိုးကိုမလာခြင်းတဲ့ကစားသမားဆိုဘယ်ကစားသမားမှမရှိဘူး ပတ်သက်လည်းပြီးနိုင်တယ်လားစားလည်းပြီးနိုင်တယ်အသင်းကလည်းချန်ပီယံဖြစ်တယ်အဲ့အသင်းကိုဘလာဘူးဆိုရင်အသင်းကမခေါ်လို့ပဲဖြေကရှင်းရှင်းလေးပဲအဲ့တော့ဒါတချင်းကတော့ကျွန်တော်ခုနေတော့ကိုတော်မီရဲ့ကျွန်တော်နေသူပဲဒါကိုက်စီဒိုတို့ဒါကျွန်တော်တို့ဟိုဘလူလာဗီယာတို့ခွန်မဲ့ပတ်စံဘယ်ရောက်သွားမလဲဂျွန်ဟင်နရီလဖေးပဲတောက်လိုက်လားတော့မသိကျွန်တော်ခုနေတော့နေသူပဲအဲ့တော့လက်ရှိမှာလီဗာပူးတင်းနဲ့လာမင်နွေရာဒီမှာသူတို့အသင်းကပရီးမီးယားလိချန်ပီယံဆိုတာသူတို့ကသူတို့ကောင်းကောင်းသိတဲ့နဲ့ချန်ပီယံအသင်းကချန်ပီယံလိုအင်တာဂလုတ်တင်းနဲ့လာမင်နွေရာဒီမှာကြည့်နေမန်ချက်စတာစီးတီးဘယ်လိုမျိုးလုပ်ပြမလဲ ဒါအာစနယ်သင်းဘယ်လိုမျိုးလက်ထပ်ပြီးလူခေါ်အောင်မယ်ကြည့်နေအဲ့တော့ဒီလိုမျိုးအသင်းတွေကျွန်တော်ရှင်ခိုင်းတာမို့ဒါပေမဲ့ဒီလိုမျိုးအသင်းတွေကိုရှင်မယ်ဆိုရင်သူတို့နဲ့နေတူအရန်လူအင်အားကောင်းကောင်း first line up အင်အားကောင်းကောင်းတော့လူလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပုံကူရမှာမြင်နေအဲ့တော့ bottom line တူတူချုံးပြောမယ်လီဗာပူးတင်းနဲ့ဒီလာမဲ့နေရာဒီမှာချစ်တီလုံးဝမကြသင့်မင်းနဲ့ဒါချန်ပီယံအသင်းကချန်ပီယံအသင်းလို့လှုပ်ဆောင်တင်တယ်လို့ကျွန်တော်အနေနဲ့ပြောပြစီဒီလောက်ပါပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ DB4 တို့မှာကြည့်လို့ဆိုတာပေါ့ကွန်ကြီးလို့ရပါတယ်အောက်က comment နေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ DB4 ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မဆောက်ကွန်ကြီးပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်များများလေးလည်း clip ဖို့မမေ့ကြပါနဲ့ဟုတ်အောက်က comment နေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ DB4 ါကြီးတွေလင့်လေးတွေကိုထည့်ပေးထားခြင်းမျိုးကျွန်တော်မျက်စောက်ကူညီပေးလို့ရပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရမြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဦးမြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်ကျွန်တော်တို့နောက်မှ AC တွေ့ကြရပေါ့ဒီပါဗျာ